ဟုတ်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါကြာကြီးမင်္ဂလာပါဟုတ်ဒါဒီနေ့ကတော့သတင်းလေးကောင်းတယ်ပေါ့သတင်းကောင်းတယ်ဆိုတာဒါကျွန်တော်တို့ဒေါ်လိုင်းတက်ဖွဲ့တွေတိမ့်ပိုက်တဲ့အထဲထဲမှာတိမ့်ပိုက်ထားတဲ့အထဲထဲမှာမျိုးတစ်မျိုးတော့ဒါ plus 1ထပ်ပြီးတော့မှတိုးလို့ရပြီလို့တော့ပြောလို့ရတယ်ပေါ့နော်အဲဒါသတင်းကောင်းလေးတစ်ခုရှိတယ်ပေါ့ဒါနဲ့ပတ်သက်နေပြောပြပေးပါဦးအဲ KND ပြည်နယ်မှာဖားဆောင်မှရှိတဲ့ခလာရ134နဲ့135ကိုဒေါ်လိုင်းတက်ဖွဲ့တွေရတိုက်ခိုက်တိမ့်ပိုက်တယ်ဆိုတော့သတင်းကို မီဒီယာတော်တော်များများမှာတွေ့ရတယ်ပေါ့နော်အဲဒီမှာဟိုဖန်ဆီးရမိတဲ့စစ်တုံးပန်90ထက်မနည်းဆိုအဲစစ်တုံးပန်တွေကိုကြည့်လိုက်မယ်ဆိုရင်ဒါအင်ဂျူလီနဲ့အင်ဂျူလီနဲ့ဒီရောမပါတော့လို့နဲ့အဲလုံးဝမပါဘူးအင်ဂျူလီနဲ့ခုနကလို့ဟိုလက်နှစ်ဖက်ကောင်းမှတင်ပြီးတော့နော်ဟိုနောက်တစ်ခုကသူတို့ရဲ့ဒီစစ်တီတွေရဲ့ဇနီးမယားတွေပါပါတယ်အတချို့ဆိုတာကလေးပေါက်ဆလေးတွေနဲ့နိုးတိုက်တဲ့မြင်ကွင်းတွေပေါ့ဘုံဘူးကတကယ်လို့တော့ကျွန်တော်တို့ခလာရ အ1 3 4နဲ့1 3 9နဲ့ရမယ်ဆိုရင်ဘလို့အကျိုးမြတ်တွေရှိနိုင်တယ်လေပေါ့နော်ဟုတ်ဘလို့အကျိုးမြတ်ရှိနိုင်လဲဆိုတော့ဒါကျွန်တော်လက်ရှိလွန်မြောက်နေမြေကပြောရမယ်ဆိုရင်အခု power ပေါ့ဟိုမဲဆဲပဲပေါ့နော်မဲဆဲကနေကျွန်တော် BB 73 74ပေါ့နေဆက်ထွက်ပေါ့ဆိုရင် BB 73 74ရှိတယ်73 74ကနေသွားလို့ရှိရင်သူမဲဆဲမျိုး73ကသွားလဲမဲဆဲကိုရောက်တယ်74ကသွားလဲသူမဲဆဲကိုရောက်တယ်ပေါ့ BB 73 74အဲ့ဒီမဲဆဲကနေတခါဆက်သွားလို့ရှိရင်ကျွန်တော်တို့ဟိုဘက်မှာဆိုရင်အရင်တော့က ကျွန်တော်နေကြတော့တက် BGA ပေါ့နော် BGA အခြေဆိုင်ခဲ့တဲ့နေရာပေါ့အခုတော့ဒါ BGA ကတော့တော်လိုင်းရေးတဲ့ဆာကနေဦးကလေးကပါခဲ့တာပေါ့နော်တော်တော်လိုင်းရေးပါခဲ့တဲ့ BGA တက်အခြေဆိုင်တဲ့ပန်တိန်ပေါ့ပန်တိန်ဆိုတော့1004ပေါ့နော်1004အခြေဆိုင်တဲ့ပန်တိန်ကိုရောက်မယ်ပန်တိန်ကနေဆက်သွားရင်အခုကျွန်တော်တို့ဒါဆယ်လီတော်တော်များများဓာတ်ပုံရိုက်ရိုက်နေတဲ့ဟိုဟိုဟာတန်လွင်တရားဖာဆောင်ဆိုတဲ့တရားကိုရောက်မယ်ပေါ့သူအဲ့ဒီတရားကနေ ကျော်လိုက်ပြီဆိုရင်တရာတို့တစ်ဖက်ကန်းကူလိုက်ကြရင်ကျွန်တော်တို့ဖာသောမျိုးကိုသူကရောက်သွားအဟုတ်ဖာသောမျိုးကိုရောက်ပြီဆိုရင်လည်းဖာသောမျိုးကိုသူကထိန်းချုပ်ထားတာကဒီဟိုဟာနဲ့ခလာတစ်သုံးလေးနဲ့တစ်သုံးကားပေါ့နော်အဲ့ဒီဖာသောမျိုးကနေဆိုလို့ရှိရင်တစ်ဖက်ကိုသွားမယ်ဆိုရင်ကျွန်တော်မော်ချီပေါ့မော်ချီကနေဒီဘက်ကိုဆိုလို့ရှိရင်ကျွန်တော်တက်မှာဟိုနှစ်သုံးဘက်နှစ်နှစ်ဖက်ကိုဆက်ပြီးတော့မှချိတ်ဆက်လို့ရတယ်ပေါ့နော် KNU တက်မှာနှစ်ဖက်ကိုလည်းသွားလို့ရတယ်လို့ကျွန်တော်တို့ဒီဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်ထူးချောင်းပေါ့နော်ထူးချောင်းကနေဘောလက်ခဲကိုလည်း ဆက်ပြီးတော့သွားလို့ရတဲ့နေရာပေါ့နော်ဒီနေရာကလမ်းဆောင်လမ်းကွာနေရာလည်းဖြစ်တယ်အချက်ချာလည်းကြတယ်ပေါ့နော်ပြီးတော့ဒီတရင်နေင်းကိုရပြီဆိုလို့ရှိရင်ကျွန်တော်တို့မြို့တစ်မြို့ကျွန်တော်တို့ online တက်ဖွဲ့ကထပ်ပြီးတော့မှအသိမ့်ပိုက်ရမိတယ်လို့ပြောလို့ရသည့်အထိဒါဖာဒီ13135ကြပြီဆိုရင်ဖာတောင်းကြပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီကနေဟိုဘက်ကျွန်တော်တို့ဘောလခဲဘက်ကိုသွားမယ်ဆိုရင်တော့ဘောလခဲမှာတော့သူကတက်ကတော့နည်းနည်းများတာပေါ့စာပါခဘောလခဲ ရှိတယ်ပေါ့နော်ပြီးရင်၄နှစ်ကိုရှိတယ် 430ရှိရပြီးရင်330ခွန်ရှိရပေါ့နော်တိုင်းရင်3ရင်းနဲ့ကျွန်တော်တို့ view ဟာတစ်ခုကြံတယ်ပေါ့နော်အဒီဘောလခဲစာဆက်ပြီးတော့မှကျွန်တော်တို့ online တက်ဖွဲ့တွေက set ကတ်ပြီးတော့မှအဲဟိုဆက်တိုင်းနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဘက် pro ဆိုတို့ demo ဆိုတို့အဲ့ဒီကနေ loiker ပေါ့နော် loiker နားလဲကျွန်တော်တို့ပထမတစ်ချိန်ကတော့တော်လိုင်းတက်ဖွဲ့တွေပထမတစ်ချိန်ကတော့ရောက်ရောက်ရှိပြီးသားနေရာဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုတော်လိုင်းတက်ဖွဲ့တွေရဲ့ကျွန်တော်တို့တမိုင်းတွေကိုပြန်ကြည့်လို့ရှိရင်ဒုတိယချိန်ပထမတစ်ချိန်ပအောင်မြင်ခဲ့လို့ ဒုတိယကြိမ်လုံးရင်တော့ तू ကရာသမြဲဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အားနေချက်တွေအားသာချက်တွေကိုအကုန်လုံးပြင်ဆင်ပြီးကမှ तू ကနောက်တစ်ကြိမ်သွားတာကိုနောက်တစ်ကြိမ်လုံးတာကိုအခုဒီဘက်မှာကျွန်တော်တို့တက်မှ6ဘက်မှာလုံးနေတယ်တက်ရှိ CEO လို့ပေါ့တက်ရှိ CEO ဆိုလို့ရှိရင်လည်းကျွန်တော်တို့ပထမတစ်ကြိမ်ကဝါဖြစ်ထားပြီးသားပေါ့နော်ပြန်ပြီးတော့မှကိုယ့်ဘက်ကအခြေအနေတစ်ခုရပြန်ဆုတ်ခဲ့ရတယ်ဒါပေမဲ့ဒီတစ်ကြိမ်ကဘုံကနေတိုင်းကနေကူလက်ရှိလုံးလာဆိုတော့မလုံးသေးဘူးတက်ရှိ CEO ရဲ့အားသာချက်တွေကဘာတွေရှိလဲဆိုတော့အရင်ဆုံးလေ့လာလေ့လာပြီးတော့မှသူ့ရဲ့အားသာချက်တွေကို အားနေချက်ဖြစ်သွားအောင်လို့အရင်ဆုံးစပြီးတော့မှတဖြည်းဖြည်းချင်းနဲ့ဖြိုးတယ်ပေါ့နော်ဖြိုးပြီးတဲ့အခါကျတော့မှ तू ကကတ်မှာပေါ့ကတ်တဲ့အခါကျရင်တော့ तू ဒုတိယကြိမ်လုတ်ပြီဆိုရင်တော့မရတဲ့အကြောင်းမရှိတော့ဘူးပေါ့နော်ဒါတစ်ချက်ပေါ့ပြီးရင်အဲ့ဒီမှာကျွန်တော်တို့ဒီအမျိုးသမီးရဲ့ကလေးတွေနဲ့တွေ့တာနဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော်တို့ဒါလူသားချင်းကျွန်တော်တို့တော်လိုင်းဘက်ကအဖွဲ့တွေကတော့အမြဲတမ်းလူသားချင်းစာနာမှုကိုအမြဲတမ်းထားတယ်ပေါ့နော်ထားတဲ့ခါကျတော့အမျိုးသမီးတွေရောကလေးတွေရောတွေ့ရတော့ကျွန်တော်တို့ဘက်ကစိတ်ကောင်းလားဆိုတော့မကောင်းဘူးပေါ့နော်ဒါတွေကကျွန်တော်တို့တစ်ခုခု ဟိုဘာမှလုံးလို့မရတဲ့အဓိကဟိုဘောဟိုဘယ်လိုပြောရမလဲဆိုတော့ဒီအာနာရှင်ကိုတကယ်အလုတ်လုတ်ပေးနေတဲ့ဟိုဝါရီရဲ့တောက်တိုင်နေပေါ့နော်ဒီစစ်သားတွေရဲ့မိမတွေဖြစ်တဲ့အခါကျတနွေငင်းတစ်စင်းမပါနော်ပြီးတော့သူတို့ကကျွန်တော်တို့နိုင်ငံတကာနဲ့မတူတဲ့ဟာပြည်သူလူထုလည်းမေးတယ်ပေါ့နော်နိုင်ငံတကာနဲ့မတူတဲ့ဟာပေါ့နိုင်ငံတကာနဲ့မတူတာဘာကြောင့်မတူလဲဆိုတော့သူကဒီစစ်သားကိုစစ်သားကစစ်သားပဲတက်တွင်းမှာနေရမှာ ကျန်တဲ့မိသားစုကသူ့ဟာသူသူဒီရက်ွက်ထဲမှာအပြင်ပြည်သူလူထုနဲ့ရောနှောပြီးတော့နေထိုင်ရမှာပေါ့နော်ဒီလိုမျိုးမလုပ်ဘဲနဲ့ကျွန်တော်တို့ဒီမြန်မာစစ်တပ်ကြတော့မိသားစုရောကလေးတွေရောကျွန်တော်တို့ဘိုလ်ကြီးကနေပြီးတော့မှဘုံမူဖြစ်ဖို့အတွက်ဒါကျွန်တော်တို့တမ55ကနေပြီးတော့ဒီဟိုဟာကိုပြောင်းရတာပေါ့အဲဘုံပြင်းမဲ့ကိုပြောင်းရတာပြောင်းတဲ့ချိန်မှာတခါတည်းသူကဖုန်းဆက်ကလေးကတခါတည်းပြောတယ်အမျိုးသမီးပါမှာလားအဲအဲ့လိုမျိုးမျိုးသမီးပါမှာလားအေးမင်းမိမမခေါ်ရင်တော့မင်းရာထူးတိုးမပေးဘူးတော့ အဲသူအဲ့လိုမျိုးချင်းချောက်တာပေါ့နော်ယာရုနဲ့ချင်းချောက်ပြီးတော့မှနောက်ဆုံးသူအမျိုးသမီးခေါ်ထားတဲ့လူကိုပဲပို့ပြီးတော့မှယာရုတို့ထောက်ခံတဲ့ဟာများတယ်ပေါ့ဘာဖြစ်လို့ဆိုတော့ဒီယာရီကိုသူကတက်ထဲမှာအရန်အင်အားဆိုပြီးကမှအဓိကအရန်အင်အားဆိုပြီးတော့အင်အားများအောင်လို့ပေါ့နော်အတက်ကိုပြန်ပြီးတော့ခုခံနိုင်အောင်ဆိုပြီးတော့မှသူတို့တွေကိုအဲဒီဟိုဘယ်လိုပြောရမလဲရဲမေတွေအဲရဲမေတွေကိုပေါ့နော်တက်ထဲမှာထဲ့ထားတဲ့ဟာတော်တော်ဆိုးတဲ့ပြယုတ်တစ်ခုဖြစ်တယ်ပေါ့နော် အဲဒီဟာနဲ့ပတ်သက်ပြီးတော့မှအခုကျွန်တော်တို့တောင်ပိုင်းမှာဆိုရင်ဒါဗိုဒါဘောဆိုရင်တင်ကန်းကြီးတော့အခြေချဗျူဟာကိုတိုက်တုံးသွားဆိုရင် သူဗျူဟာမှုကိုဖုံးဆက်ပြီးတော့မှပြောတယ်မိသားစုတွေကလေးတွေတုံးရဲ့အချိန်ရမယ်အပြင်ဘေးလွတ်ရအောင်ရှောင်းပေးရှောင်းပေးငါတို့တိုက်တော့မယ်ငါတို့ယောက်ယောက်ျားချင်းပဲစစ်သားချင်းပဲချမယ်ဆိုတဲ့အချိန်မှာဗျူဟာမှုကနောက် ဲ့ဒါဆိုရင်သူအထက်ဌာနကိုပြန်ပြီးတော့တင်ပြလိုက်ပါမယ်ဆိုပြီးတော့မှပြောတယ်ပြောပြီးတော့သူတို့အထက်ကိုတင်ပြလားမတင်ပြလားဆိုတော့မသိဘူးဒါပေမဲ့စစ်တပ်ကဗိုလ်မှူးကြီးတယောက်ရဲ့ပြန်ပြီးတော့တုံ့ပြန်တဲ့ဟာကသူ့ရဲ့အထက်ဌာနကသူ့ကိုပြောတယ်အမျိုးသမီးတွေကလေးတွေကိုအပြင်ကိုမထုတ်ပါနဲ့တိုက်ရင်လည်းတိုက်ပါစေခံတိုက်ပါဆိုပြီးတော့မှဒီလိုပြောတဲ့စစ်တပ်ပေါ့နော်ဘလောက်ဒီကိုဟိုတစ္ဆာဆောင်းတိဖို့ကောင်းလေမဆိုင်တဲ့ ယောက်ျားပဲလာတာရတာကိုမိန်းမကလိုက်ပြီးတော့မှအသက်အသေးခံရမယ်ဆိုတော့တစားခံပုံစံမျိုးပေါ့အဲဇလန်းမျိုးပေါ့နော်ဒီဒီလိုမျိုးခိုင်းတဲ့ဟာအခုဒီနေ့တွေ့ရတဲ့ဟာလည်းတော်တော်စိတ်ထဲမကောင်းနေရပါဘောနော်စိတ်ထဲမကောင်းမကောင်းတာကလူသားချင်းစာနာမှုရစိတ်ထဲမကောင်းတာဒါပေမဲ့ဒီကောင်လေးလုံနေတဲ့လုံရက်ကတော့ဟိုနဲတော့နဲသေးတယ်လို့ကျွန်တော်တို့ကပြောရမယ်ဆိုရင်တော့ဟိုခမမရန်ပြောရမယ်ဆိုရင်တော့နဲတော့နဲသေးတယ်ဘောနော်အဲဒါဒီလိုမျိုးမထားတင်တဲ့လူတွေကိုထားတယ်တစားခံမဖြစ်တင့်တဲ့လူတွေ ဖြစ်ရတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီဖားသောအောင်ပွဲကတော့ကျွန်တော်တို့ဒါဟို13လေး13 9ကိုရပြီဆိုရင်ဖားသောမျိုးကိုရလိုက်တာ ਨੇ အတူတူပဲလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့တင်းစီရမိမျိုးတစ်မျိုးထပ်တိုးလို့ရပြီပေါ့နော်ထပ်တိုးလို့ရပြီပြီးတော့ဖားသောကိုအခြေခံပြီးတော့မှကျွန်တော်တို့ကြံတဲ့နေရာလေးလဲဟိုဘယ်လိုပြောရမလဲဆက်လက်တံဆန့်ထုတ်လို့ရပြီပေါ့နော်တော်လိုင်းတက်ဖွဲ့အင်းနဲ့ထပ်ပြီးတော့မှအောင်မြေချဲ့ထွင်လို့ရပြီလို့ပြောလို့ရတယ်ပေါ့ဆရာဟုတ်ဒါ KNDP နဲ့ဆိုတာလဲခုနကလို့ပုံမူက ကျွန်တော်တောင်ကူလေးတဲ့စကန်ဌာနချုပ်တို့နေပြည်တော်လေးတဲ့စကန်တို့ ਨੇ တအားနီးကပ်တယ်ပေါ့နော်ခုနကနေပြည်တော်ကပဲတက်တက်တောင်ကူကပဲတက်တက်ဒါ KNP နဲ့ဆို10မိနစ်အတွင်းလေးကိုဒီ jet fighter ရောက်ပြီးတော့လေကြောင်းတိုက်ခိုက်မှုဒီလောက်တယ်ပေါ့နော်လေကြောင်းတိုက်ခိုက်မှုအသေးအတန်လောက်တဲ့ဂျားတွေကနေဒီမှာကျွန်တော်တို့ဒေါ်လာရေးတက်ခွဲတွေရဲ့စွမ်းဆောင်ရည်မြင့်လာတာကိုလည်းတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့2024ခုနှစ်9လပိုင်း6ရက်နေ့မှာပဲဒီခလာရ ဟိုပေါ့တက်3 4နဲ့တက်3 5ကိုရိုက်ခါလာဖို့တဲ့ MI 70တစ်စီးကိုကျွန်တော်တို့တော်လိုက်တစ်ဖွဲ့တွေပြစ်ချခဲ့တယ်ဗောနော်အဲ့ဒီရဟယနံပါတ်ကတော့ကျွန်တော်တို့6619ပေါ့ MI 70နောက်တော့ပိုက်လော့2ယောက်တည်တယ် EO တစ်ယောက်တည်တယ်ဗောနော်ခရု2ယောက်ကတော့ဟိုဖမ်းဆီးမိတယ်လို့သိရတယ်ဗောဟုတ် နောက်သတင်းတစ်ခုကတော့ဘုံဘုံမှုကဒါတော်လိုက်တစ်ဖွဲ့တွေလာပြီးတော့တိုက်ခိုက်မှာကြောက်ပြီးတော့ဒါဘကိုးဘကိုးတိုင်းတွေကဗောနော် ပောက်ခေါင်းနဲ့အုတ်တွင်းကိုဆက်သွယ်ထားတဲ့လမ်းပိုင်းတွေ စစ်တပ်ကနေပြီးတော့ဖျက်ဆီးနေတာလေနောက်တစ်ခုကရွာချင်းဆက်လမ်းတွေကိုဖျက်ဆီးနေတာတွေကိုတွေ့ရတယ်ပေါ့နော်အရှိပြီးခဲ့တဲ့ရက်ပိုင်းမှာလည်းခုနဒီတော်လိုင်းရေးတပ်ဖွဲ့တွေကိုမဟန်တားနိုင်လို့ရှိရင်တပ်မ66တပ်မမူကိုရဲယူမယ်ခုနတော့မဟန်တားနိုင်လို့ရှိရင်ယာတို့ကနေပြီးမှဖြုတ်မယ်ဆိုတော့ဖီအားတွေကိုပေးတာမျိုးတွေတွားတွေ့ရတယ်ပေါ့နော်အဲ့ဒီတော့ခုနစစ်တပ်ကဒီတော်လိုင်းရေးရဲဘော်တွေကိုဟန်တားဖို့အတွက်ပေါ့နော်ဒီလိုဖြက်လေးဖြက်လုံနေပြီလားပေါ့နော်အဲ့ဒီဖြက်လေးဖြက်နဲ့ပတ်သက်ပြီးတော့ ဘုံပြည်သူတွေသိအောင်ရှင်းပြပေးပါဟုတ်ဟုတ်အဲ့ဒါကကျွန်တော်တို့အခုဒီအခုဖြတ်တဲ့လမ်းပေါ့နော်အဲ့တို့ဒီဘက်ဖိုးနဲ့ကုတ်ထားတာလဲလမ်းကိုကုတ်ထားတဲ့ဟာလဲဒါဓာတ်ပုံနဲ့တကွဖော်ပြလာလဲတွေ့တယ်ပေါ့နော်ကျွန်တော်တို့ဒီပေါက်ခေါင်းဆိုတာကဆရာကြီးပဲဆိုလို့ရှိရင်ကျွန်တော်တို့ဘကိုးတိုင်းနဲ့မကွေးတိုင်းရဲ့အဆက်ပေါ့နော်ဟိုဘက်အောင်အောင်လံဘက်ကိုလည်းဆက်သွားလို့ရတယ်လို့ဒီဘက်ပြည်ဘက်ကိုလည်းပြန်ပြီးတော့လာလို့ရတဲ့မျိုးတစ်မျိုးဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမျိုးကကျွန်တော်တို့ဆစ်စင်ရေးလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နေပြည်တော်ဘက်ကို ฉีดได้มั้ยဆိုလို့ရှိရင် तू อ่ะတကယ်လမ်းရိုးတိုင်းသွားမယ်ဆိုလို့ရှိရင်လမ်းအတိုင်းသွားမယ်ဆိုရင်ဘယ်လိုလာမယ်ဆိုပြည်ကနေပြီးကမှရန်ကုန်လာမယ်အခါရန်ကုန်ကနေမှနေပြီးတော့ထပ်ပြီးတော့မှဆက်ပြီးလာမယ်ပေါ့เนาะလာမယ်အခါကျတော့ तू อ่ะအဲ့ဒီလမ်းမဟာဗျူဟာလမ်းခေါ်တာပေါ့เนาะဘကိုးရိုးမှာပေါ့မဟာဗျူဟာလမ်းဆိုပြီးတော့မှဖြတ်ပြီးတော့မှဖောက်ထားတဲ့ပခေါင်းအုပ်တွင်လမ်းရှိရေပေါ့အဲ့တော့အဲ့ဒီလမ်းကိုတို့ကဖြတ်ဖြတ်တောက်လိုက်တာကဘာရည်ရွယ်ချက်ကြောင့်လဲဆိုတော့ तू อ่ะကျွန်တော်တို့ ပဲကိုးတိုင်းပကိုးရိုးပေါ်မှာတော်လိုင်းအင်အားစုတွေအများကြီးရှိတာဟုတ်ရှိတဲ့ခါကျတော့အဲ့ဒီတော်လိုင်းအင်အားစုတွေကဒါဒီလမ်းတိုင်းသာဆင်းလာမယ်ဆိုရင်သူကနေပြည်တော်ကိုတော်တော်နီးတယ်ပေါ့နော်ဟိုကားနဲ့သွားမယ်ဆိုလို့ရှိရင်6နာရီ9နာရီဝင်းကျင်ခရီးနဲ့ရောက်တယ်ပေါ့နော်အဲ့ပြည်ဘက်ကပြည်ရန်ကုန်ဘက်ကနေပတ်သွားတဲ့ရမလို့တော့ပဲနဲ့တိုက်ရိုက်ဆင်းလို့ရတဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီတွေသူတို့ဒီလမ်းကိုဖြတ်တောက်တာပေါ့အဲ့တော့ဖြတ်လေးပြတ်ဆိုတာကကျွန်တော်တို့ကဖြတ်လေးပြတ်ဖြတ်လေးပြတ်ဆိုပြီးတော့မှအဲ့ဒါပါဇက်ကသာပြောနေကြတာပေါ့နော်တချို့လဲ ဖြက်လေးဖြက်ဆိုတော့ဖြက်လေးဖြက်ကိုပဲတီးကြတာပေါ့နော်အကျွန်တော်တို့ဟိုကျန်တဲ့ဟာတွေဆိုလို့ရှိရင်မခင်မွင်း10ပါးတီးတော့ခင်မွင်း10ပါးလို့ပြောလိုက်တာခင်မွင်း10ပါးဘာမှန်းဘာမှန်းမသိတဲ့ဟာတွေလည်းတချို့ရှိမှာပေါ့နော်အဲ့တော့ဒါကာကနနာတီးအောင်ဒါဖြက်လေးဖြက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြအောင်ဖြက်လေးဖြက်ကဒါတိကတော့သူကရန်သူနဲ့ရန်သူကိုပြည်သူလူထုနဲ့အဆက်အသွယ်ဖြက်ရန်သူကနှစ်ကကြတော့ရန်သူကို၎င်းကြီးအမာခံနဲ့အဆက်ဖြက်ရန်သုံးကကြတော့ ရန်သူကိုရိတ်ခါဆက်ကြီးတရင်မရရေးဖြတ်ရန်ပေါ့နော်။နံပါတ်၄ကြတော့ကျွန်တော်တို့ရန်သူဥကောင်းကိုပြည်သူကဖြတ်တော့ရန်ဆိုတော့ဖြတ်လေးပြန်ပေါ့နော်။ဖြတ်လေးပြန်မှာသူကနံပါတ်၄အချက်ကတော့တော်တော်ပြင်းထန်တယ်ပေါ့။တော်တော်ပြင်းထန်တယ်။ဒါစကားစကားကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေအပေါ်မှာတုံးဆွဲဖို့ဆိုပြီးတော့မှချမှတ်ထားတဲ့ဖြတ်လေးပြန်ဖြစ်တယ်။ဒါပေမဲ့အဲ့ဒီဖြတ်လေးပြန်ကဒီနေ့ဒီချိန်မှာဘယ်သူတွေပြန်ခံနေရလဲဆိုတော့စကားစကားကောင်တွေပြန်ခံနေရတယ်။အခုသူတို့ကလိုက်ဖြတ်တယ်လမ်းလေးလမ်းလေးဖြတ်လိုက်လို့ပေါ့နော်လမ်းကိုဘက်ဖို့နဲ့ ကုတ်ထားလိုက်လို့တော်လှန်ရေးတပ်ဖွဲ့တွေကလမ်းကူးကူးလို့မရတော့ဘူးဆိုတော့အတွေးမျိုးသူတို့တွေးတာပေါ့နော်ဟိုဘက်တွေကပတ်သွားလို့ရအောင်ဒီဘက်ကပတ်သွားလို့ရအောင်တော်လှန်ရေးတပ်ဖွဲ့တွေကဖန်တီးထားတဲ့လမ်းတွေကအများကြီးရှိရဲဆိုတော့လေသူတို့ဟိုတိတ်မသိဘူးပေါ့နော်နားလည်းမလည်ဘူးပေါ့အဲ့လိုမျိုးပေါ့တဲ့သူတို့ဒီလိုဖျက်လိုက်လို့ရှိရင်ဟိုကဖြစ်မယ်ပေါ့တော့ရန်သူကိုပြည်သူပြည်သူလူထုနဲ့အဆက်ဖြန့်ရန်ဆိုတဲ့အထက်မှာအခုပြည်သူနဲ့ဘယ်သူနဲ့အဆက်ပြတ်နေတာလဲစစ်တမ်းနဲ့ပဲပြတ်နေတာစစ်တမ်းနဲ့ပြတ်နေတာပေါ့နော်အဲ့တော့သူတို့ ချမှတ်ထားတဲ့ဟာကသူတို့ပြန်ပြီးတော့ခံစားနေရတယ်ဆိုတာကျွန်တော်တို့ပေါ်လွင်နေပေါ့နော်ပြီးရင်ရန်သူကို၎င်းအမာခံနဲ့အဆက်ဖြတ်ရန်ဘလို့မှကျွန်တော်တို့ဆိုကျွန်တော်တို့ဖျဲသီးနဲ့ကျွန်တော်တို့လုံးဝတိုက်ရိုက်အဆက်အသွယ်ရနေတော့မယ်သူတို့ဒါပဲသူတို့ဒီသူတို့စစ်ကြောင်းထိုးလာပြီဆိုလို့ရှိရင် ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကဘယ်နှစ်ယောက်လဲလက်နက်တွေဘာကြီးပါလာလဲဂျိတ်ခါဘလို့လဲကားဘာဘာရောင်လဲအပြင်လိုင်တင်နံပါတ်ကဘယ်လောက်လဲအစားကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ချက်ချင်းသတိရပြီးသတင်းရပြီးသား တော်လိုင်းတက်ဖွဲ့တွေသွားကြိုက်တယ်လို့သွားသကားသည်တရင်မရဘူးအဲ့တော့သူတို့အမာခံနဲ့သူတို့နေရလုံးဝအဆက်အသွယ်ပြက်ပြက်နေပြီပေါ့နော်အဲ့တော့သူတို့အမာခံနေလေအတုံးယုံမဲ့ဟိုသမင်းကျော်တိုင်းမှာမှောက်သွားတာနဲ့လဖေးတိုင်းမှာမှောက်သွားတာနဲ့နော်ဆိုင်ငယ်သွားရင်းနဲ့လမ်းမှာမှောက်သွားတာနဲ့ကားနဲ့မှောက်ရတာနဲ့ဒီလိုမျိုးတွေပေါ့နော်သူသူတို့အမာခံနေသူတို့ပဲတောက်လျှောက်အဆက်အသွယ်ပြက်နေပါပေါ့နော်ပြီးရင်ရန်သူကိုရိတ်ခါစက်ကြီးတည်င်းတို့မရရေးဖြတ်တော့ရန်ဆိုတော့ ရိတ်ခါသူတို့သူတို့ပဲပြတ်တော့နေတာပြတ်တော့နေလို့ wine wine ag wine တွဲကြီးနဲ့လာဝဲပြီးတော့မှသိရလာဝဲနှစ်ခေါက်ဝဲလိုက်တထုပ်ပြစ်ချလိုက်တဲ့ဟိုချန်သီယိုတဲ့မကြလို့တော်လိုင်းတက်ဖွဲ့တွေကကောက်သွားလိုက်ဟိုခဲရန်နေလာပြစ်ချလိုက်တော်လိုင်းတက်ဖွဲ့တွေကရလိုက်နေဒီလိုပဲဖြစ်နေမှာနံပါတ်3ချက်ကနံပါတ်4ချက်ကတော့ဆန္ဒကျွန်တော်ပြောတဲ့ထဲမှာပြင်းထန်နေဆိုတဲ့ဟာမှာဒီရန်သူဥကောင်းကိုပြည်သူလူထုကဖြတ်တောက်ရန်ဆိုတော့ဒီချိန်မှာပြည်သူလူထုလက်ထဲကိုဟိုဓာတ်ထည့်ပေးလိုက်ထည့်ပေးပြီးတော့မှရော့မင်းတို့ ဒါကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဘက်ကခေါင်းတော်နေရာနဲ့မတက်ရက်ပေးမယ်ဟိုဘက်ကဟိုစစ်ခေါင်းတော်နေလဲမတက်ရက်ပေးဓာတ်လက်ထဲထည့်ပေးလိုက်ပြီးတော့ယောမင်းတို့ကြိုက်တဲ့ခေါင်းဖြတ်ကွာမင်းတို့မကြိုက်တဲ့လူခေါင်းဖြတ်ဆိုရင်ဘယ်သူဖြတ်မလဲမင်းအောင်လိုင်းပဲသူပူလဲပူတော့ဖြတ်ရတာလွယ်လေးဇမင်ကိုင်းပြီးတော့မှဖြတ်ရင်ဖြတ်ရတာလွယ်တာပေါ့နော်အဲ့တော့ဒီဟာကဟိုရန်သူခေါင်းကိုပြည်သူလူထုကဖြတ်တော့ရန်ဆိုတာလေစစ်ကောင်စီကပဲပြန်ပြီးတော့အဲ့ဒီအချက်၄ချက်လုံးပေါ့နော်ဖြတ်လေးဖြတ်လေးပြရဲ့အချက်၄ချက်လုံးစစ်ကောင်စီကပဲပြန်မိနေတယ်ဆိုတဲ့ဟာပြောချင်တာပေါ့ဟုတ် ဒါညကပဲခုနအဲ့ဖြက်လေးဖြက်နေပတ်သက်ပြီးတော့တော်လိုင်းရေးရဲဘော်တယောက်နဲ့စကားပြောပြောလိုက်ရတယ်ဗောနော်အဲ့မှာတပိတ်ချင်းကရဲဘော်တယောက်ကဒါတော့တရင်ကောင်းတစ်ခုပါပဲဒါတပိတ်ချင်းပတ်ချလဲကိုကျွန်တော်တို့တော်လိုင်းရေးရဲဘော်တွေကဖြက်လေးဖြက်ဖြက်ထားတဲ့အတွက်ကြောင့်ခုနဘုံမှုရှိမှပြောသလိုပဲဘွာအိတ်နဲ့ခုနတတ်တက73ကိုဒါလက်နက်ခေရန်ရိတ်ခါတွေဟိုတကြိမ်ချရင်3ထုပ်5ထုပ်6ထုပ်အဲ့လိုမျိုးလာချနေရတဲ့အဖြစ်ပြပေါ့နော်အဲ့ အခုလက်ရှိကစစ်ကောင်စီကဘုံကတပိတ်ချင်းကိုလည်းအသေးအတန်လိုချင်တဲ့အတွက်ကြောင့်စစ်တီအင်အားလုံးရင်းနဲ့တိုက်ခိုက်နေတယ်နောက်တစ်ခုကလေချောင်းပစ်ကူရောလက်နက်ကြီးပစ်ကူရောဒီလိုအသေးအတန်တွေတိုက်ခိုက်နေတဲ့ဂျားရဲရမှာမှခုနတပိတ်ချင်းပတ်ချလဲ9မိုင်6မိုင်အတွင်းကိုကျွန်တော်တို့ဒေါ်လာကြီးတက်ဖွဲ့တွေကနေမှပြန်ပြီးတော့အထိုးပေါက်တိုက်ခိုက်နေတာမျိုးပေါ့နော်ဒါမန္တလေး PDF ရဲ့ခုနပြင်ဦးလွင် PDF အဖွဲ့တွေရဲ့နေမအိမ်ညာမအိမ်ပြန်နေကိုစူးစမ်းနေတယ်ဆိုတဲ့အကြောင်းဘလို့ပဲရှင်းရှင်းဆရာကြီးတဲ့စစ်တပ်က ရဲဘော်တွေနဲ့ကျွန်တော်တို့တော်လှန်ရေးရဲဘော်တွေရဲ့စိတ်တဲ့ပိုင်းဆိုင်ရာကြိုက်တယ်လို့ရှင်ကျွန်တော်တို့ဘက်ကတော့တာတယ်ပေါ့နော်လုံခြုံရေးရာဗီဒီယိုဖိုင်တွေမပို့ပေးနိုင်တဲ့အတွက်တော့ခွင့်လွတ်ပါတဲ့နောက်မကြမီတရင်ကောင်းတွေဆက်ပြီးလာလိမ့်မယ်ဆိုတာလေးပြောသွားပါဟုတ်အဲ့တော့ကျွန်တော်စစ်ကောင်စီကပေါ့နော်လက်ရှိဆိုလို့ရှင်ကျွန်တော်ပြင်းပြထန်ထန် တိုက်ပွဲတွေဆင်နွှဲနေတာဆိုလို့ရှိရင်ကျွန်တော်တို့ကြောက်ဖြူလက်မလွတ်ရရေးအတွက်ပြင်းပြထန်ထန်တိုက်ပွဲဆင်နွှဲနေတာရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဗမော်ဘက်ဆိုလို့ရှိရင်လည်းဗမော်လက်မလွတ်ရရေးပေါ့နော်သူကဗမော်ကြောက်ဖြူလက်လွတ်ရမယ်ဆိုလို့ရှိရင်သူကကြောက်ဖြူရဲ့စစ်တွေရဲ့မန်အောင်ရဲ့သုံးမျိုးပဲကျွန်တော်တာဖြစ်တဲ့အတွက်ကြောက်ဖြူကလက်လွတ်ရမယ်ဆိုရင်သူကစစ်တွေနဲ့မန်အောင်ကအသိမကြဘဲနဲ့ကြာသွားမှာဖြစ်တဲ့အတွက်သူကရခိုင်ပြည်တပီလုံးလက်လွှတ်ရမှာဖြစ်တဲ့အတွက်သူကကြောက်ဖြူကိုအတဲတန်ခုခံနေတာရှိရဲ့ဗမော်ဆိုလည်းဒီတိုင်းပဲဗမော်ဘာကြောင့်အတဲတန်ခုခံလဲဆိုတော့ ဗမော်ရသွားလို့ရှိရင်ကျွန်တော်တို့အဲ့ဒီမှာအထင်ကြီးရနေရကြီးကြီးမားမားနေရတယ်လို့တိုင်းစစ်တပ်နာကျုပ်အခြေဆိုင်ရမြကြီးနာတက်နေရပဲကြံတော့တဲ့အနေထားမျိုးတိဒါ KIA ကဆက်ပြီးတော့တိုက်မှာပေါ့နော်အဲ့ဒီတွေ့လဲသူတို့အပြင်းထန်ခုခံနေတာရှိရပေါ့နော်ပြီးရင်နောင်ချိုပေါ့နော်နောင်ချိုဆိုလို့ရှိရင်လည်းအသေးအံပြန်လိုချင်နေတာကျွန်တော်တို့နောင်ချိုကနေကျွန်တော်တခါတော့ပြောပြောခဲ့မှုပါသေးတယ်နောင်ချိုကနေဂျွန်ဒိုဆင်းရင်တော့ပြင်းဦးလင်ရောက်ပြီပေါ့နော်ပြင်းဦးလင်ကိုဂျွန်ဒိုဆင်းလို့ရတဲ့အနေထားမျိုးတိရှိပြီတော့သူကနောင်ချိုသာဆက်ပြီးတော့မှကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ရဲ့လက်ထဲကိုပေးထားမယ်ဆိုရင် ပြင်းလင်းကိုအချိန်မြေးချိန်ချောင်းနိုင်တဲ့အတွက်နောင်ချိုကိုပြန်လိုချင်နေပါတယ်ပြန်လိုချင်နေတဲ့အတွက်လည်းအသေးအံတိုက်နေပါတော့เนาะဒါပေမဲ့တွန်လိုင်းတက်ဖွဲ့တွေကကျွန်တော်တို့သူရယူထားတဲ့မျိုးတွေပြန်ပြီးတော့မှဆေးကောင်းစီလက်ထဲကိုမပါစေရေးပြီးတော့ကျွန်တော်တို့မရသေးတဲ့မျိုးတွေဥမာကြောက်ဖြူလိုမျိုးမျိုးဗမော်လိုမျိုးမျိုးပေါ့เนาะဒီဟာမျိုးတွေကိုလည်းရရှိရေးအတွက်အသေးအံဒါဆက်လက်ပြီးတော့စူးစမ်းတိုက်ခိုက်နေရဆိုတော့ပြောချင်တာပေါ့အဲ့တော့ဒီနေ့ရလိုက်တဲ့ကျွန်တော်တို့ဖာသောင်းနဲ့ပတ်သက်ပြီးတော့ပြောရရင်ဖာသောင်းကနေဘောလက်ခဲကိုရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ျန်တဲ့ဒီမော့ဆိုတို့ဖရူဆိုတို့ဆိုတာကကျွန်တော်တော်လိုင်းတက်ဖွဲ့တွေဥဒဟိုသွားလို့ရတဲ့နေရာပေါ့နော်အဲ့ဒီကနေကျွန်တော်တို့လိုက်ကောဒီဘက်ကိုဆက်လာမယ်ဆိုရင် तू ကဒီဘက်ဟိုအောင်မန်းဘက်ကိုမဆင်းမဲနဲ့ရှေ့ကလွှဲကြီးလိန်ဒီလန်းကဆင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နေပြီးတော့ပင်လောင်းလန်းစုံကိုပေါက်တယ်ပေါ့နော်ပင်လောင်းလန်းစုံကိုပေါက်တဲ့အတွက်ဒါတို့မိုးပြဲကိုအသေးအတန်ပြန်လိုချင်နေတယ်ဆိုတာကကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေဒါရှေ့ကိုဆက်ပြီးတော့မှမြေပြန်ဒေသကိုဆက်ပြီးဆင်းမယ်ဆိုလို့ရှိရင်ဒါနေပြီးတော့ချင်းချောင်းနိုင်တဲ့နေရာဖြစ်တဲ့အတွက် ဒါအသေးအံတိုက်ခိုက်နေတာဖြစ်တယ်ဆိုတာကိုပြောကြရင်းနဲ့ကျွန်တော်တို့ရဲ့ဇကဝိုင်းလေးကိုညီကုန်းချုပ်ပါရပြအားလုံးပဲကျေးဇူးတင်ပါတယ်